โอเคအားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ကအခုချိန်ထိဒီဗီဒီယို editing လုပ်တဲ့ software တွေအแทမှာဒီ in short တို့ capcut တို့ဒီ kaimaster တို့အဲ့လိုမျိုးတွေဟာတွေကိုသုံးနေတော့မဲလားအခုကျွန်တော် ပြောပြမယ်ဗီဒီယို editing လုပ်တဲ့ software လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းတယ်ပြောပြပေးခြင်းတယ် ဆိုတော့အဲ့ဒီ software ကပါလဲဆိုတော့ကျွန်တော်တို့အခု Rio တို့ Facebook ရဲ့ဒီ Rio တို့ဘာတို့မှာဒီ video တင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ KickCut စီကိုတွားပြီးတော့ editing လုပ်ရတယ်ဗောနော် ပြီးတော့တာမန်ဒီ premium မဝယ်ထားတဲ့ user တွေအနေနဲ့က 4K export လုပ်ဖို့ ဘလို့မှမဖြစ်နိုင်ဘူး premium ဝယ်ထားမှပဲသူက 4K export လုပ်လို့ရမယ်ပေါ့နော် resolution ကလည်းကျလာမယ်ကိုကြိုက်တဲ့ camera ကြိုက်တဲ့ဟာတွေနဲ့ပဲလုပ်ပြီးတော့တင်တင်ပေါ့နော်အဲ့လိုမျိုး export လုပ်တဲ့အချိန်မှာ resolution ကျတယ်ဒီ film လေးကျတယ်ဆိုလို့ရှိရင် video ကကိုယ့်ရဲ့ video က quality ကျသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီ software တွေကဒီ advertising တွေလည်းအရင်များတယ် advertising ဒီများတယ်တခါလုံးနေရှိရင်ကြောင်ကြတခါကြည့်ပေးရတယ်ပေါ့နော်အလုပ်လည်းနည်းနည်းရှုပ်တယ်ဆိုတော့လူတိနေပြီးတော့အသုံးဝင်တဲ့ဒီ Facebook ကနေပြီးတော့ option တစ်ခုချလာပေးတယ်ဒီဒီအောက်နာလေးမှာကျွန်တော်ပြပေးထားရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ video editing ကအဲဘာကြောင်ညာဘာဆိုဘာမှမရှိဘူးသုံးရတာလည်းအရင်အဆင်ပြေတယ်ဒီ CapCut တို့ အခိုင်မာစတာတို့ဒီ in short တို့လိုဟာမျိုး editing တွေလုပ်တဲ့ဟာမျိုးမှာသွားပြီးတော့သွားပြီး video တိဖြတ်နေစရာမလိုတော့ဘူးပေါ့နော်ဒီစရာနေပြီးတော့ပဲကိုယ့်ရဲ့ပုံလေးကိုထည့်ပြီးတော့ကိုဘကိုပဲလုပ်ယူလို့ရပြီးတော့ 4K export နဲ့ဒီ60အဲ resolution frame rate နဲ့ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အခု video မှာလာပြောပြပေးသွားမယ်ဆိုတော့ကျွန်တော်နဲ့တူတူကြည့်လိုက်ရအောင် โอเคဆိုတော့ကျွန်တော်တို့အရင်ဆုံး Facebook ထဲကိုဝင်မယ် Facebook ထဲကိုဝင်ပြီးပြီဆိုတာနဲ့ဒီအပေါ်နာလေးကအကြောင်းလေး၃ကြောင်းကိုယ့်ရဲ့ပုံလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ editing လုပ်တဲ့ဒီဟာလေးတွေ့တယ်အဲ့ဒါလေးထဲကိုဝင်လိုက်ပါ okay ဒီတဲ့ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့လုပ်ချင်တဲ့ဗီဒီယိုတစ်ခုဓာတ်ပုံတစ်ခုခုကိုကျွန်တော်တို့ရွေးလိုက်မယ်ပေါ့နော် အဲဒါဆိုလို့ရှိရင်တော့ဓာတ်ပုံလေးအများကြီးကြာလာပါပြီ။ तू อ่ะ तू อ่ะဒီ automatic automatic အဲစာတန်းထိုးပေးတယ်ပေါ့နော်။ caption လုံးလို့ရတယ်စာတန်းထိုးပေးတယ် automatic စာတန်းထိုးပေးတယ်ဆိုတော့ကျွန်တော်တို့အတွက်ကတော့အဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်။ 4K export နဲ့လည်းထိုးလို့ရတယ်ဆိုတော့လေကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်လောက်ရှာလိုက်မယ်။အာ လောလောဆယ်မှာတော့ဒီကျွန်တော်သမီးလေးပုံလေးကိုယူလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်နာလေးကအမှန်ကြီးလေးကိုနှိမ်မယ်โอเคအထဲထဲကိုရောက်လာပြီဆိုတာနဲ့ကိုလိုချင်တဲ့ဒီဒီဇိုင်းတွေ color တွေဒီ caption တွေလို့ယူလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်စကားပြောထားတာမရှိတဲ့အတွက်အတန်ကတော့ပါနေမှာမဟုတ်ဘူး ိုတော့ဒီ green screen နဲ့အသုံးပြုမဲ့သူတွေအတွက်ကလည်းအဆင်ပြေတယ်ဒါကကြတော့တခြင်းထဲတာပေါ့နော်မိမိလိုချင်တဲ့တခြင်းတွေကိုဒီအပေါ်နားလေးကနေပြီးတော့ကိုလိုချင်တဲ့တခြင်းတွေကို device ထဲကနေပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ကိုရဲ့ device ထဲကနေပြီးတော့ import လုပ်လို့ရတယ်ဒါကကြတော့ကိုရဲ့ voice ပေါ့နော်ဒီကိုပြောချင်တဲ့ voice တစ်ခုခုကိုကိုရဲ့အတန်ထည့်မယ်ပေါ့စကားပြောလေးထည့်မယ်ဒါလေးကကြတော့ text လုပ်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့စာလေးတွေရေးမယ်အာ ခက်ခတ်မှာဆိုလို့ရှိရင်စာတွေမြန်မာစာရေးရတာတော့ခက်တော့ခက်တယ်ပေါ့လေအဲ့ဒီခါကျတော့သိပြီးတော့အဆင်မပြေဘူးအဲဒါဆိုလို့ရှိရင်အဲ့လိုမျိုးဒီဇိုင်းလေးရမယ်ပေါ့နော်ဒါ font style ကိုကျွန်တော်တို့ရွေးယူလို့ရတယ်နည်းနည်းအထူအပားလေးကျွန်တော်တို့လို့ယူလို့ရတယ်ပေါ့နော်သူကခက်ခက်နဲ့ဘာမှလည်းမကွာခြားဘူး ဆိုတော့အသုံးပြရတာလဲတော်တော်ကြီးကိုအဆင်ပြေတယ်ဗောနော်ဒီကဒါက strong ဒါကဒီကုလိုချင်တဲ့ဒီစာလုံးရဲ့ design တွေကိုဒီမှာဒီနေရာလေးမှာရွေးယူလို့ရတယ်ဗောနော်အဲဒါကတော့ကျွန်တော်တို့ရဲ့ဒီစာတန်းထိုးတဲ့ဟာလေးတွေပေါ့အဲတော်တော်ကိုမိုက်တယ် အရန်မိုက်တယ်ဒီနေရာဒီဒီဟာနဲ့ကျွန်တော်တို့ editing လုပ်မယ်ဆိုလို့ရှင်တော့တော်တော်ကောင်းတယ်လို့ကျွန်တော်ကတော့မှတ်ချက်ပေးတယ်ပေါ့နော်ဒါပေမဲ့လည်းတယောက်နဲ့တယောက်ကအကြိုက်ချင်းမတူကြတဲ့အခါမှာတော့နည်းနည်းလေးကွဲပြားမှုတော့ရှိမယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်အဲဒါဆိုလို့ရှင်ကျွန်တော်ဒီ design လေးကိုယူလိုက်မယ်ဟုတ်ပြီနော်ဒီ design လေးကိုယူပြီးတော့အပေါ်နားလေးမှာ down ဆိုတဲ့ဟာလေးကိုနှိပ်မယ်ထားခြင်းတဲ့နေရာမှာ ထားလိုက်လို့ရတယ်ဗောနော်အဲအဲ့လိုလေးအဲ့လိုလေးရမယ်ပြီးလို့ရှိရင်စာတန်းကိုနည်းနည်းလေးရှိမယ်ဆိုရင်လည်းရတယ်ဒီအရန်ကောင်းတဲ့ဒီ sound effect တွေပါတယ်ဗောနော်သူက premium မဟုတ်ဘူးတကယ်လည်းအသုံးပြုလို့ကောင်းတဲ့ app တခုလို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကြိုက်တယ် ဆိုတော့အဲဒါလေးတွေဒါလေးတွေအကုန်လုံးကကျွန်တော်တို့ KipCut တို့ InShot တို့ဒီ Khai Master တို့လိုမျိုးလုံလုံလို့ရတယ်ပေါ့နော် Khai Master တို့လိုမျိုးလုံလို့ရတယ်အဲဒါကတော့ကျွန်တော်တမီးကို မေးထားတဲ့ဒီစာကို automatic translate စာတန်းထိုးပေးတာပေါ့နော်ဒီ caption ထည့်ပေးတယ်ပေါ့ အရန်ကောင်းတယ်မိတ်ဆွေတို့အနေနဲ့မသိသေးလို့ရှိရင်ဒီဟာလေးကိုသုံးကြည့်ရဖို့ကျွန်တော်ပြောချင်တယ်ဆိုတော့အရင်ဆုံးကျွန်တော် color လေးကိုကိုမလိုချင်တဲ့အပိုင်းလေးတွေဖြတ်မယ်ဆိုလို့ရှိရင်လည်းအတူတူပါပဲသူကဒီ spread ဆိုတဲ့ဟာလေးရှိတယ် split ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလို့ရှိရင်ဒါကိုမလိုချင်တဲ့အပိုင်းလေးတွေကို delete လုပ်လိုက်လို့ရတယ်ပေါ့နော်อ๋อကျွန်တော်ဒီ effect လေးနည်းနည်းထည့်ပြမယ်ပေါ့ effect လေးနည်းနည်းထည့်ပြမယ် ကာလာလေးတွေနည်းနည်းချိန်မယ်ဆိုတော့ဘလို့ကာလာလေးတွေရနိုင်လဲဆိုတော့အော်ဒါလေးတွေလည်းကိုလို့တလောက်ထည့်ယူလို့ရတယ်ပေါ့နော် Okay ဒီ application လေးကိုဒီဒီ Facebook ကထုတ်ထားတဲ့ဒီ editing လုပ်တဲ့ software လေးကိုတုံးကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့လုပ်နေရတော့အကုန်လုံးတူတူပဲဒီ export မှာကြာတော့ तू က automatic ကို तू က 2K resolution ပေးထားတယ်ပေါ့နော် 2K resolution ပေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ 4K အနေနဲ့ထုတ်မယ် export ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီ60 family ကိုရွေးယူလို့ရတယ်ဗောနောပြီးလို့ရှိရင်တော့ export လုပ်လိုက်လို့ရှိရင်ဘာကြော်ညာမှလည်းမရှိဘဲနဲ့သူ့ဘာသူ export လုပ်ပါလိမ့်မယ်ဗောအချိန်လေးတော့နည်းနည်းယူရမယ်ဗောနောသူကနည်းနည်းလေးတော့ဘာလို့ဆိုတော့ full resolution အကုန်လုံးကိုသူကအပြည့်ပေးထားတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့အချိန်လေးနည်းနည်းတော့ပေးရမယ်ကြော်ညာတွေပါတွေတော့မရှိဘူးအရန်ကောင်းပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ တရားရခိုင်နှုန်းကြိုက်ပါတယ်တ िश ူပေးတဲ့သူတိုင်းကိုအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်